အားလုံးအားလုံးဝမင်္ဂလာပါဗျာ JTS ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ BMF Champion လူပွဲကြီးကိုချပြလိုက်တဲ့ UFC အမောင်ညီနောင်ထဲက Jordan S2P နဲ့ကိုဒုတိယမြောက်ပြိုင်ပွဲစီစဉ်ပေးလိုက်တဲ့ One Championship UFC 217မှာ Kempson နဲ့ Duplessis တို့ရဲ့တွဲဆိုင်ကိုပွဲတဲပေးဖို့စီစဉ်နေတဲ့ UFC နှစ်နှစ်အကြာမှပွဲပြန်ရလာခဲ့တဲ့ One Championship Welterweight တန်းက Fighter Gen တို့ရဲ့အကြောင်း Islam မှာကချက်ထန်ကနေခပ်ပလူခွင့်မရသေးခင် magnify ထိုးဖို့အတွက်ချိန်လာခဲ့တဲ့အီလီယာတူကူရီးယားစတဲ့အစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ UFC ကတော့ပရိသတ်တွေမထင်မှတ်ထားတဲ့ပွဲချင်းကြီးတစ်ပွဲကိုချပြလာခဲ့ပြီလည်းဖြစ်ပါတယ်။အဲဒါကတော့ Max Holloway နဲ့ Dustin Poirier တို့ရဲ့ BMF Champion ခပ်ပတ်လူပွဲတွေ့ဆိုင်ပင်ဖြစ်ပါတယ်။ BMF ခပ်ပတ်ဆိုတော့က Champion ခပ်ပတ်တစ်ခုတော့မဟုတ်ပဲအကျဉ်းဆုံး Fighter ဆိုတဲ့ဂုဏ်ပုဒ်ကိုပေးအပ်တဲ့ခပ်ပတ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီခပ်ပတ်လူရမဲ့ Fighter တွေက နဗန်တမာဂျူဂျစ်စုတွေမဟုတ်ကြဘဲစိုင်းထိုးပြိုင်ထိုးတဲ့ဖိုင်တာတွေဒါဖြစ်ကြပါလိမ့်မက်ဆ်ဟောလ်ဝေးကတော့ဂျစ်တင်ခေဂျီကိုအနိုင်ယူပြီး BMF ချန်ပီယံဖြစ်ခဲ့တာအခုတော့သူ့ရဲ့ခက်ပကူကောက်ွယ်ရတော့မှာဖြစ်ပါလိမ့်ဒီတွဲဆိုင်ကလာမယ့်ဇွန်လ19ရက်နေ့မှာကျင်းပမယ့် UFC 318ပြိုင်ပွဲကြီးမှာပါဝင်လာမှာဖြစ်ပါလိမ့်အမှန်အတိုင်းဆိုရင်တော့ UFC ကသွေးဆိုင်တတွဲကိုတရားဝင်မကြေညာသိခင်မှာပဲတရင်တွေကိုကျူတင်ထွက်နေနေကြပြတာဖြစ်ပါလေ ဒါပေမဲ့လည်းဒီတွဲဆိုင်ကတော့တိကျခိုင်မာတဲ့တရင်တွေကျူတင်မထွက်ခင်ပင် web စီကတရင်ဝင်ကြီးညာလိုက်တာကြောင့်ပရိသတ်တွေအတွက်လည်း surprise ဖြစ်သွားခဲ့ရပါတယ်။စောပိုင်းကလေးကကြီးညာထားခဲ့တယ်လို့ပဲ Destin Poria ဟာဒီပွင့်ပြလာတဲ့ Fighter Boa ကနေအနားယူတော့မှလည်းဖြစ်ပါတယ်။နာမည်ခင်အနောက်ဆုံးပွင့်အနေနဲ့သူပြိုင်ဘက်ကဘ ᱹ ဒုချစ်လာမလဲဆိုတာပရိသတ်တွေကစိတ်ဝင်စားနေကြပြီးတော့ Mass Halloween ဖြစ်နေခဲ့တာကြောင့်ပရိသတ်တွေကလည်းစိတ်ကြည်နှံ့မှုအပြည့်အဝရရှိခဲ့မယ်လို့ထင်ပါတယ်။ ။နောက်ပြီးဒီပွဲကသူတို့နှစ်ယောက်အတွက်တတိယမကြီးပွဲလေးဖြစ်ပါလေ။နှစ်ချိန်စလုံးမှာတော့ Destin Poirier ကပဲအနိုင်ရရှိထားခဲ့ပါလေ။ပထမအချိန်အနေနဲ့ Max Holloway တယောက် UFC ကိုရောက်ပြီးတိတ်မကြခင်မှာပဲ Poirier နဲ့ Lightweight တန်းမှာရင်ဆိုင်ထိုးတက်ခဲ့ရပါလေ။အဲ့ဒီပွဲမှာတော့ Destin Poirier က M Triangle ချုပ်ွက်နဲ့အတူပွဲတင်လိုက်နိုင်ပါတယ် UFC မှာ Max Holloway ကိုချုပ်ွက်နဲ့ပွဲတင်နိုင်တာကလည်း Destin Poirier ပဲရှိသေးတာဖြစ်ပါတယ် နောက်ပိုင်းမှာတော့ Max Holloway က Federweight Champion ဖြစ်လာပြီးတော့ Lightweight တန်းကိုပြန်လာစင်ခေါ်ဖို့လှုပ်လာခဲ့ပါတယ်။အဒီတုံးက UFC က Dustin Poirier နဲ့ Max Holloway တို့ကို Lightweight ချန်ပီယံချန်ပီယံခပ်ပတ်လုပွဲကိုလူစီခဲ့ပါတယ်။ဒုတိယမြောက်ပွဲမှာတော့ဆွမ်းဆောင်ရည်တိတ်မကွာပေမဲ့ Max Holloway ကိုကွယ်ပြဲသွားအောင်ထိုးနိုင်ခဲ့တဲ့ Dustin Poirier ကပဲအမှတ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် တတိယမြစ်ပွဲမှာ Max Holloway အနေနဲ့ရှုံးကြွေးပြန်ဆက်ပြဖို့အတွက်လည်းလိုအပ်နေပြီဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်အရာ Dustin Poirier ဟာအကြပိုင်းကိုရောက်နေပြီလို့ပြောလို့ရတာကြောင့် Max Holloway အတွက်လည်းရှုံးကျွေးဆက်ဖို့အခွင့်အရေးများဖို့ထင်ချာနေပါတယ်။တွဲဆိုင်အနေနဲ့ကြည့်ရမယ်ဆိုရင်တော့ပရိသတ်အကြိုက်တွဲဆိုင်တွင်ဖြစ်ပြီးတော့ UFC 318ရဲ့ခေါင်းပွင့်အဖြစ်လဲထိုက်တန်မှုရှိနေတာတွေ့မြင်နေရပါတယ်။ Dustin Poirier ကသူ့ရဲ့နောက်ဆုံးပွဲကိုမွေးရမည်ဖြစ်တဲ့ Luciana Pinema ထုတ်တက်ခြင်းနဲ့လို့တောင်းဆိုထားခဲ့ပြီးဒါကိုလည်း UFC ဘက်ကလိုက်ညွန်ပေးခဲ့တာတွေ့မြင်ခဲ့ရပါတယ်။ ဒီတွဲဆိုင်ကတော့ပြည်သက်တွေအတွက်ရန်တာအပြည့်ပြီးနိုင်မဲ့တွဲဆိုင်သတွင်းဖြစ်နေတာကြောင့်ကျွန်တော်ကဘာတဝမ်က MMA ပြည်သက်တွေအလုံးကစီဝင်တစားနဲ့ဆောင်ချီတော်ဖို့လိုအပ်နေမှာသိချပါတယ်။ One Championship ကတော့1172ချင်းပပြီးတဲ့နောက်ပိုင်းမှာတော့ PPV ပြိုင်ပွဲတွေကိုကျင်းပဖို့မရှိဘဲနဲ့လာမယ့် August လကျမှပဲ1173ပြိုင်ပွဲကိုအမေရိကန်မှာပြန်လည်ကျင်းပတော်ဖို့လည်းရှိနေပါတယ်။ကြားထဲမှာတော့အပတ်စဉ်ကျင်းပနေတဲ့ One Friday Fights ပြိုင်ပွဲတွေနဲ့ လာစင်ချင်းပန်နေကြ1.9ပြင်ပွဲတပင်ရှိနေပါလိမ့်။လာမဲလာမဆိုရင်တော့1 championship က1.9 31ပြင်ပွဲကိုချင်းပန်သွားဖို့လည်းရှိနေပါလိမ့်။လက်ရှိမှာဆိုရင်လည်းဒီပြင်ပွဲအတွက် percent တွေကိုဆက်တိုက်ချပြနေခဲ့ရမှာပွဲကောင်းတွေလည်းတော်တော်လေးပါဝင်နေတော့လည်းတွေ့မြင်နေရပါလိမ့်။အခုဆိုရင်1 championship က1.931ပြိုင်ပွဲကိုတက်တစ္ဆာအလားလာရှိတဲ့ fighter လေး Jordan S2 Pinango ပါပွင့်တယ်ပြလိုက်ပြီးဖြစ်ပါတယ် Jordan S2 ပြနေဟာဆိုရင်1.9.7ဆွမ်းဆောင်ရည်ကောင်းတွေပြန့်နေတဲ့ Johan S2 ပြနေရဲ့အမွန်ကြီးအကူလေးဖြစ်ပါလိမ့်။သူကလည်း1.9.7မှာတပွဲတာထိုးတက်ထားပြီးပြီဖြစ်ပြီးဝဲဥထက်မှာ Jonathan Hakati ရဲ့ညီဖြစ်တဲ့ Freddy Hakati ကိုတောင်းအနိုင်ယူပြထားနိုင်ခဲ့ပါလိမ့်။ဒါကြောင့် Jordan S2 ပြန်ကလည်းအလားလာရှိပြီးတော့1 Championship မှာစောင့်ကြည့်တွားတဲ့ Fighter တအူးအဖြစ်နဲ့လည်းရည်တည်နေတာဖြစ်ပါလိမ့် 1 by 931 tempoe မှာ Russian fighter တို့အုပ်ချတဲ့ Ali Shotto ဆိုတဲ့ fighter နဲ့ထိုးတက်သွားရမှာဖြစ်ပါလိမ့်။ Russian fighter တွေက Pawsing Ski ပိုင်းကောင်းပြီးတော့သူတို့ရဲ့ကစားပုံဟာဆိုရင်သူများနဲ့မတူဘဲကွဲထွက်နေလျက်ရှိနေပါလိမ့်။စွမ်းဆောင်ရေးကောင်းပါတဲ့ဆိုတဲ့ fighter တွေကိုတော့မှ Russian fighter တွေနဲ့တွေ့ရင်ခက်ခက်ခဲခဲရင်ဆိုင်ရတာမျိုးရှိတတ်ပါလိမ့်။ဝမ်ချမင်းရှိကလေဂျော်ဒန် S2P နံကိုစာမီးပွဲစစ်ဖို့အတွက်ရုရှားဖိုက်တာနဲ့ပွဲတည်ပေးလိုက်တယ်လို့ပြောလို့ရပါတယ်။ အလီရှတ်တော့ကလည်းမွေးထိုင်းတိတန့်ကစားတဲ့ဖိုက်တာတအူးမဟုတ်ပဲရုရှားအခြေစိုက်အဖွဲ့အစည်းတွေမှာဆိုရင်အမမေလေးကစားခဲ့ပါလေသူကဝမ်ချမင်ရှစ်ကိုတော့မွေးထိုင်းပိုင်းအတွက် UTB ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့နှစ်ပွဲထိုးတက်ထားပြီးပြီလည်းဖြစ်ပါလေအဖွဲ့ပွဲမှာအန်ဂျမရီကိုအလဲထိုးအနိုင်ယူလိုက်နိုင်လေဆိုပြီးမဲ့ဒုတိယမြောက်ပွဲမှာတော့ထိုင်းဖိုက်တာ Black Panther ကိုအလဲထိုးနဲ့ရှုံးနေတွားခဲ့ရပါတယ် တပွဲနိုင်တပွဲရှုံးပြန်လက်ဖြစ်နေတဲ့ဆိုပေမဲ့ရှော့ကလူလုံးဝမရတဲ့ဖိုက်တာတူဖြစ်ပါလေ Jordan S2 Pinan အနေနဲ့သူ့ရဲ့ဒုတိယမြောက်ပြိုင်ပွဲမှာနိုင်ပွဲဆက်ယူပြနိုင်အောင်မလားဆိုတာကတော့ကျွန်တော်တို့အနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါလေ UFC ဆိုတာကအမြဲတမ်းလုံးလုံးပွဲချင်းတွေကိုပွဲထုတ်နေကြအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါလေနဘစင်တပီချင်းပပြုတ်တဲ့ UFC ရဲ့ PPV ပြိုင်ပွဲတွေဟာဆိုရင်ပရိသတ်တွေရဲ့အာယုံကိုလည်းအမြဲတမ်းဖန်ဆန်းနေကြဖြစ်ပါလေ ဒီလိုတနစ်ကို PPP ပွဲ12ပွဲနှုန်းနဲ့ကျင်းပနေတဲ့အထင်းမှာအထူးခြားဆုံးပွဲတစ်ပွဲလင်းရှိနေပြီးပြန်ပါတယ်။အဲ့ဒါကတော့ International Fight Week မှာကျင်းပတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ UFC မှာတော့နေစင်ဇွန်လပိုင်းမှာ International Fight Week အနေနဲ့တက်မှတ်လေးရှိပါတယ်။ဒီနေ့ရဲ့ International Fight Week အတွင်းမှာဆိုရင်တော့ UFC 217ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပြီးတော့အဲ့ဒီပြိုင်ပွဲကလည်းတီချာပေါက်ပွဲကျန်းတွေထပ်ပြီးပါလာအောင်မှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဆိုရင် UFC က UFC 317ကြိမ်ပွဲမှာ Kamsan နဲ့ Dricket Duplessis တို့ရဲ့ Middleweight ခပ်ပတ်လူပွဲတွဲဆန်းကိုစီစဉ်နေတယ်လို့ကြားသိထားရပါတယ်။ Fighter နဲ့ဆလုံးကဒီပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ကနေအရေးအမွတ်လေးတွေပေးထားခဲ့ကြပါတယ်။ဒါကြောင့်အမန်တကင်ဖြစ်လာဖို့ကလည်းရခိုင်နှုံးအမိနဲ့များနေတယ်လို့ပြောလို့ရပါလိမ့်။ခမ်းဆက်ချိမဲဟာဆိုရင်တော့ဝေဒဝိတ္တမတောက်လျှောက်ပွဲချန်ပြခဲ့တယ်လို့မေဒဝိတ္တမဆိုရင်လည်းရောဘတ်ဝိထေကောင်ကို အနိုင်ယူပြထားခဲ့ပြီးသားဖြစ်ပါတယ်။ဒါကြောင့် Champion လူခွင့်နဲ့လည်းထိုက်တန်နေပြီလို့ပြောလို့ရပါတယ်။ Weekend 2 Plusin ဟာဆိုရင်ရှောင်းဆွလန်ကို အနိုင်ယူပြီးတော့ Middleweight Champion ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ Champion ဟောင်းဖြစ်တဲ့ Isri Adesanya ကိုအနိုင်ယူပြီး Champion ထပ်ပြီးကောက်ွယ်ပြခဲ့တယ်လို့မကြီးပွဲမှာလည်းရှောင်းဆွလန်ကိုပါထပ်ပြီးအနိုင်ယူပြခဲ့ပါတယ်။ဒါပေမဲ့ concept chimney နဲ့ပွဲချလာမယ်ဆိုတော့ wicket duplicate အတွက်လွယ်ကူမှာတော့မဟုတ်တာသိချာနေပါလိမ့် ဝီကက်တူပလတ်စစ်ရဲ့ ground ပိုင်းဆွမ်းဆောင်ရည်ကိုပါစောင်းပြီးပွဲစစ်မဲ့ပွဲတပွဲလို့လည်းပြောလို့ရပါတယ်။ပွဲကကြီးကောင်းပြီးတော့ပရိသတ်တွေအတွက်ကြိုးပြေမှုပေးနိုင်တဲ့ပွဲတပွဲလည်းဖြစ်လာနိုင်ပါလိမ့်။ဒါပေမဲ့စူရင်စရာရှိတာကခမ်းဆက်ချိမဲ့ရဲ့ပွဲပြတ်မှတ်တမ်းပဲဖြစ်ပါလိမ့်။ခမ်းဆက်ဟာဆိုရင်ပွဲနာနီမအကြောင်းအမျိုးမျိုးကြောင့်မကြာခဏပွဲပြတ်ရတာပဲရှိခဲ့ပူပါလိမ့်။ကောင်းပွဲအနေနဲ့ပါပွဲပြတ်ဖို့လို့ကနဝဲရဲ့ဝီဖန်မှုကိုလည်းခံစားခဲ့ရပူပါလိမ့်။ဘီကတ်တူပလတ်စင်နဲ့ခပ်ပတ်လို့ပွဲကြရင်တော့ ဝိမပြတ်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ညှော်လင့်တကြီးနဲ့ဆူတောင်းနေရမှာဖြစ်ပါတယ်။ One Championship ဟာပြီးခဲ့တဲ့နှစ်တွေထဲမှာဆိုရင်တော့ MMA ဘိုင်းမှာလိဟာမှုတွေရှိခဲ့ပြီးဖိုင်တာတွေကလည်းပုံမှန်ပွဲမပီးနိုင်ခဲ့ပါဘူး။ဒီလိုအခြေအနေမျိုးမှာဆွမ်းဆောင်ရည်ကောင်းပေမဲ့ပုံရိပ်မရဘဲဖြစ်နေခဲ့တဲ့ဖိုင်တာတွေကလည်းအများကြီးရှိနေပါတယ်။အဲ့ဒီထဲမှာဆိုရင်တော့ One Championship ရဲ့ Weather Wit တန်ကဇဘက်စတီယန်ကက်ဒစ်တန်ပဲဖြစ်ပါတယ်။ဇဘက်စတီယန်ကက်ဒစ်တန်ဆိုတာက One Championship ရဲ့ Weather Wit Champion ဟောင်းတူလေးဖြစ်ပါတယ်။ သူကရှုံးပွဲဆက်ဂျုံတွိတွားခဲ့ရတယ်ဆိုပြီးမဲ့လေ2020နောက်ပိုင်းမှာဆိုရင်တော့3ပွဲဆက်တိုက်ကိုပါအနိုင်ရရှိထားတဲ့ဖိုက်တာလည်းဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ထားတဲ့ပွဲမှာဆိုရင်လည်းအလုံးကဆောင်ကြည့်နေရတဲ့ရိုဘတ်တူဆူတစ်ကိုတော့အလဲထူပြီးအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ဒီလိုအနိုင်ယူပြခဲ့တာတော့မှပွဲဝေးတွားခဲ့ရပြီးတော့2023နောက်ပိုင်းကလေးကတပွဲမှမရဘဲဖြစ်နေခဲ့ရပါတယ်။ပွဲမထိုးရတာနှစ်နှစ်ကြာမှပင် ဝမ်ချမ်ပီယံရှစ်ကဇက်ဘက်စတီယန်ကက်ဒက်စတန်အတွက်ပွဲပြန်ပြီးတော့မှစီစဉ်ပေးလာခဲ့ပါတယ်။နောက်မဲ့မေလ၄ရက်နေ့မှာဂျင်းပါပြုလုပ်သွားမယ်။ဝမ်ဖိုင်နိုက်31ပြိုင်ပွဲမှာဆိုရင်တော့ဇက်ဘက်စတီယန်ကက်ဒက်စတန်ရဲ့တွဲဆိုင်ကလည်းပါဝင်လာဖို့ရှိနေပါတယ်။ဝမ်ချမ်ပီယံရှစ်ကသူ့ကိုအော်စတြေးလျဖိုင်တာတအုပ်ဖြစ်တဲ့ EC Fitting Food ဆိုတဲ့ဖိုင်တာနဲ့ပွဲတည်ပြီးလာခဲ့တာဖြစ်ပါတယ်။သူကဝမ်ချမ်ပီယံရှစ်ကိုရှုံးပွဲမရှိဖိုင်တာတအုပ်အနေနဲ့ရောက်ရှိလာခဲ့တဲ့ဆိုပေမဲ့ ဝမ်ချမင်းရှင်ရဲ့ပွဲဥထွက်မှာတင်ရှုံးပွဲကြုံတွေ့တွားခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးထိုးတက်ထားခဲ့တဲ့နှစ်ပွဲဆက်တိုက်ကိုပြန်လည်အနိုင်ရယူထားပြနိုင်ခဲ့ပါတယ်။သူကလည်းဝမ်ချမင်းရှင်မှာပွဲပုံမှန်မရဘဲတစ်နှစ်တစ်ပွဲနှုံးလောက်ပဲထိုးတက်နေရတဲ့ fighter ဖြစ်ပါတယ်။ Easy Fit Take Full ဆိုတဲ့ fighter ကလည်း ground ပိုင်းမှာပိုပြီးအားတန်တဲ့ fighter တဦးဖြစ်ပြီး fighter ဘဝမှာချုပ်ွက်နဲ့ပွဲသိမ်းခဲ့တဲ့ပွဲတွေကလည်းအများပြားရှိထားခဲ့ပါတယ်။ ဒါကြောင့်ဒီတွဲဆိုင်ဟာဆိုရင်စတန်တမားနဲ့ဂရောင်းတမားတို့ထိတ်တိုက်တွေးဆုံကြမဲ့ပွဲတပွဲလေးဖြစ်ပါလေ။နောက်ဆလုံးကတော့နိုင်ပွဲတွေဆက်တိုက်ရယူပြထားနိုင်ခဲ့တဲ့ဖိုက်တာတွေဖြစ်လို့ဘလူကနိုင်ပွဲထပ်ပြီးရယူပြသွားနိုင်အောင်မလဲဆိုတာကတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဇေဝင်တစားစောင့်ကြည့်သွားဖို့လိုအပ်ပါလေ။ဒီပွဲမှာအနိုင်ရရှိသွားတဲ့ဖိုက်တာကချန်ပီယံခပ်ပတ်လူခွင့်လေးရရှိသွားဖို့အတွက်အနည်းဆက်ဆုံးအခြေအနေကိုရောက်ရှိသွားမှာဖြစ်ပါလေ။ ဂီလီယာတူပိုလီယာဟာဆိုရင်တော့ဗီတာဝီတမားကာလာရှိမီမူနေခဲ့တဲ့အလက်ဆန်နာဘောကာနိုစကီကိုဖြုတ်ချပြီးတော့ချန်ပီယံအသစ်ဖြစ်လာခဲ့ပါလိမ့်။သူကဖီရာဝီတမားချန်ပီယံလူပွဲတပွဲနာထုတ်တက်ပြီးတဲ့နောက်မှာတော့ဖီရာဝီချန်ပီယံခပ်ပကူလက်လွတ်ပြီးတော့လိုက်ဝိတ်တန်ကိုတပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါလိမ့်။လူကလိုက်ဝိတ်တန်ကိုတက်ပြီးတော့အစ္စလာမ်မှာခချက်ထံကနေလိုက်ဝိတ်ချန်ပီယံခပ်ပကူစင်ခွန်ချင်နေခဲ့တာဖြစ်ပါတယ်။ဒနာဝိုက်ကလည်းအီလီယာတူပူရီယာကို lightweight ခပ်ပတ်လုခွင့်ပြီးမယ်လို့ကြေပေးထားခဲ့ပါတယ်။ဒါပေမဲ့လည်းအခုထိတော့ lightweight ခပ်ပတ်လုပွဲကဖြစ်မလာသေးပါဘူး။အကြောင်းရင်းကတော့ Islam မှာခချက်ထုတ်ပကအီလီယာတိုကူရီယာနဲ့ထိုးဖို့အတွက်လက်မခံသေးတာကြောင့်ပင်ဖြစ်ပါတယ်။ Islam မှာခချက်ဟာဆိုရင် Alexander Volkanovski ကို lightweight တန်းကိုတက်လာတော့ကလည်းလက်ခံပြီးထိုးပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်းအိန္ဒိယတူပူရီယာကတော့ဖေနာဝိတ်တန်းမှာခပ်ပကပွဲပွဲတပွဲပင်ထုတ်တက်သေးရပြီးတော့လောင်ဝိတ်တန်းကိုတက်လာတာကြောင့်ခပ်ပလူခွင့်နဲ့မထိုက်တန်သေးဘူးလို့ယူဆမိကြတာဖြစ်ပါတယ်။သူတို့ဘက်ကအိန္ဒိယတူပူရီယာကိုလောင်ဝိတ်ခပ်ပလူခွင့်မပေးသေးခင်တခြားကွန်ပိုင်ဖိုင်တာတယောက်ယောက်နဲ့ထုတ်တက်စီချင်နေပုံပေါ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့အိန္ဒိယတူပူရီယာကလည်းခပ်ပမလူရသေးရင်မနီဖိုက်ထိုးဖို့အတွက်ဆန္ဒရှိလာခဲ့ပါတယ်။သူကကော်နာမာဂီကာနဲ့ထုတ်တက်ချင်နေတာဖြစ်ပါတယ်။ ပြည်တပ်အင်အားတောင့်တင်းနေတဲ့ကော်နာမလပီကနဲ့ထူးတက်ချင်တာကဖိုက်တာတိုင်းရဲ့ဆန္ဒလူတော်ပြောလို့ရပါတယ်။ကော်နာနဲ့ဆိုရင်လည်းအစင်တင်ပါပဲ။လူထပ်ပြီးဘာတွေလုပ်ပြသွားနိုင်အောင်လဲဆိုတာကြည့်ချင်သေးပါလေ။စပိန်မှာပဲစောင့်နေပါမယ်ဆိုပြီးဂီလီယာတူပရီကပြောဆိုသွားခဲ့တာဖြစ်ပါလေ။လက်ရှိမှာတော့ကော်နာမလပီကဟာတည်အဝင်နာမကြီးညာသေးပေမဲ့ဖတာဘွားကလည်းအနားယူဖို့ကတေချာတလောက်ရှိနေပြီလို့ပြောလို့ရပါတယ်။တို့အနေနဲ့နိုင်ငံရေးဖက်ကိုဦးပြောင်းဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။ မိုက်ကယ်ချန်ဒလာနဲ့ပွဲပြက်ပြီးတဲ့နောက်ပိုင်းကတည်းကကော်နော်ရဲ့ပွဲတင်ကံလေးမကြားရတော့တော့ဒနာဝိုက်တို့ဘက်ကလည်းထုတ်ပြန်တာမျိုးတွေမရှိတော့ပါဘူး။ဒါကြောင့်အေလီယန်တူကိုရီးယားအနေနဲ့လည်းကော်နာနဲ့ထုတ်တက်ခွင့်ရဖို့ဆိုတာကတော်တော်လေးဖြစ်နိုင်ချေနေနေသေးပါလေ။ခပပန်လက်လွတ်ပြီးလဝိတန်ကိုတက်လာပြီးမှမတိချမရေရန်တွေနဲ့ကြုံတွေ့နေရတဲ့အေလီယန်တူကိုရီးယားအတွက် UFC ကဘလူးစီဇန်ပြီးသွားမလဲဆိုတာကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပါလေ။ ဟုတ်ကဲ့ပါဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားခဲ့တာမင်းဖြစ်ပါလိမ့်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါလိမ့်နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ